ဘာဖြစ်လို့မြန်မာပြည်မှာဘာသာမဲ့တွေတိုးလာသလဲ။ညာပြည်မှာဘာသာမဲ့တွေအများကြီးတော့ဆိုအဖြေတစ်ခုတည်းရတယ်။ဘုန်းကြီးရေလုံးမလို့လို့ဒီတစ်ခုတည်းရတာ။ကလေးတွေပြစ်ထားတယ်။ကလေးတွေပြစ်ထားတယ်။ကလေးတွေပညာတတ်တာနဲ့တပြိုင်နဲ့ဦးဇင်းတို့သူတို့ရဲ့ဖီလိုဆိုဖီတွေကဘာသာမဲ့တွေးခေါ်နေဖြစ်သွား။ညာတန်ငါတွေကဆောစောလိုပေါ့ဦးဇင်းတို့ဖရာကသင်္ကလာတုတ်ဟိုမဟောခင်။ဟုတ်ကဲ့အရ6မျက်နှာကိုမဟောခင်ရှေ့3မျိုးဟောခဲ့တာ။ အဲ့ဒီခေတ်ကတန်ဃာရရှစ်သုံးမျိုးနဲ့ညီတော့တင်္ဂလာကြီးညူတာပေါ့အခုခေတ်သုံးတန်းတန်ဃာရကဦးဇုံတို့တနတ်မကယုံတမယ်ပဲဗန်းတူအဲ့လိုခေါင်းကြီးနေဗန်းတူသူကအဲ့လိုပုံစံကြီးကိုဦးဇုံကိုစင်ဆက်လေဦးဇုံလစ်လာကြည့်ပါဦးဇုံတို့ဒီဟိုဌာနတွေအများကြီးတန်းတန်ဃာတွေနေရတဲ့အစိုးရဌာနပုံစံမျိုးတွေလစ်လာကြည့် သာသနာမျက်နှာကြည့်ရတယ်ရှိမှမရှိအဲ့ဒါမဟုတ်ဘူးလေကဲမြမပြီမှာဥသိန်းတို့တွေအလုံးမလုံးဘူးဆိုရယ်ဘာသာမဲ့တွေတိုးလာမယ်ဘာသာမဲ့တွေတိုးလာရယ်ဥသိန်းတို့ရဟန်းတန်ခါရပြည့်နေပါမယ်ဘာလို့ဆုံးလောင်းမလို့နေသွားမှာထောက်ပံ့မလို့နေသွားအဲ့တော့ဥသိန်းတို့တွေအလုံးလုံးမရစာတင်နေစာချအောင်လည်းမပြည့်စုံဘူး လေးတွေအတွက်ပေါ့လေဟိုဆိုကြပါစို့ဒီဗုဒ္ဓဘာသာမှာအစင်တမ်းမခွဲကြဘူးဥဒ္ဒနာအမြဲတမ်းမှတ်ထားသာသနာပြုနည်းပညာသိဒီနေ့ဥတရားဥစဉ်လာကိုယ်လာမသိဘူးမေးတာရှိပါပြည်တွင်းပြည်ပမှာတဲ့သာသနာပြုဖို့အတွက်ရဟန်းတန်ဃာတွေရောသူလရှင်တွေရောဘာတွေလိုအပ်ပါသလဲဘယ်လိုဆောင်ရွက်ပါမလဲဆိုတာဒီနေ့ဒီအဲ့အကြောင်းအရာတွေအများကြီးပါတာပါအောက်မြင်